မအဖေရဲ့တဦးလေးတော့အကြီးဆုံးသမီးပါဖေဆုံးသွားတဲ့အချိန်မှာကျမလည်းရှိရလေဖေဖေနောက်ဆုံးနေထိုင်သွားလာခဲ့တဲ့စိတ်လေးစိတ်ထားတွေကိုကြည်ချင်းရဖြစ်လဲကျမဖေဖေကကောင်းရမွေရရောက်မယ်လို့လည်းယူဆတယ်ကျမမေမေကတော့ငါနဲ့သမီးတွေကကျမနဲ့ဖေဖေနဲ့တိုင်ပို့လုပ်ပြီးတာလုံးဝမတွေ့တော့ဆိုဖေဖေပဲဖေဖေဖေပဲမေနေလာပြင်ပမှာတော့သားမီးမီးပါကျမတို့ပြေးလဲကြတယ်ဆန်နေနဲ့လည်းစိတ်ပြေရလေသားလေးကမတို့ရောက်ချင်းလာနိုင်လို့နဲ့ကာယရည် အချင်းသာကြည့်တဲ့သူမျိုးဝန်နေမြင်သူကတိုင်းလဲဆွဲချင်းမအဖေရဲ့တဦးလေးတော့အကြီးဆုံးသမီးပါအမေသူပြနာမည်ကြီးလူပြရတဲ့ဆိုတော့နောက်မှာပဲနေရပါတော့เนาะကျမတို့မောင်နှမ၄ယောက်ရှိတယ်။ကျမအကြီးဆုံးပြီးတော့နောက်ထပ်မောင်လေးဒီဒီဘိုးနိုလေးရဲ့အထက်မှာကျမရဲ့နောက်ထပ်မောင်လေး၃ယောက်ရှိတယ်။ဒီမဲ့ ထွေဆုံးသွားတဲ့ချိန်မှာကျမလည်းရှိရလေ။ကျမတို့ရှိမှာပဲပြေးထွက်သွားတာပေါ့။အဲ့တော့ဘာပြောချင်လဲဆိုတော့ဖေဖေကခုတကပေါင်ကျိုးတယ်။ဖေဖေကတိတ်မာနာကြီးတာပြီးတော့စနေသားပြီးပြီးစိတ်ထက်တယ်။ဒါပေမဲ့အဲ့လိုခြေထောက်ပေါင်ကျိုးသွားတဲ့အချိန်မှာတည်းကလေသူ့ရဲ့စိတ်တွေကလေအရမ်းပဲဟိုနူးညံ့သွားပေါ့နော်။နူးညံ့သွားပြီးတော့ပေါင်ကျိုးပြီးတဲ့အချိန်မှာကျမကပထမဆုံးပြောတာသူ့ရဲ့အမျိုးသမီးတွေတောင်းပန်ပါတယ်ပေါ့နော်။စိတ်ရင်းနေပေါ့။ ်ဖေဖေပြောင်းလဲသွားတာကိုပြောပြတာအဲ့လိုမျိုးလေးပြောင်းလဲသွားတယ်နောက်ပြီးတော့ဒီကြားထဲမှာလည်းဖေဖေပြောတာဆိုတာတွေကလေဟိုဗုဒ္ဓဘာသာလို့ပြောရရင်တော့တရားနဲ့ရှင်လာတယ်သူဖြစ်တဲ့ပုံမှာလည်းလက်ခံလာတယ်သူ့ရဲ့ဘဝနဲ့ပတ်သက်လို့လည်းအမှားအမှန်ကိုသိလာတယ်နောက်သူအခုလိုမျိုးနေရထိုင်ရတဲ့ပုံမှာလည်းဟိုညင်းညူခြင်းမရှိဘူးတရားလေးနဲ့ဆွတ်လာတယ်ဖေဖေကြီးကလေအဲကြောင့်သူပြန်သူတေဆုံးကနေစနေတနင်္ဂနွေမှာကျမတို့ဖုန်းပြောပြတာပေါ့နော် အဲ့ရက်တွေမှာလည်းဖေဖေကလုံးဝအေးစစ်စစ်ပဲကျွန်မတနေ့ဦးနေနေအောင်ကျွန်မအိမ်ကိုလာသွားသေးရဲ့အေးစစ်စစ်လေးပဲစကားပြောဖေဖေမောနေရမောတယ်သူအမြဲမောနေခဲ့တယ်ဒီရက်ပိုင်းမှာဖေမောနေရအိမ်မှာနေလေလို့ပြောတော့မနေဘူးအပွင့်လေးပြောရင် तू ကစန်နီတို့တားမျိုးနောက်ဆုံးအိမ်နောက်ဘက်လည်းဖြစ်ပြီးတော့ဒီကလေးလေးကိုလည်းသူအရန်ကျင်တာလေအဲ့တော့စန်နီတို့ဒုက္ခရောက်မှာဥမာထားမှာတော့ကွယ်သူဆင်းအောင်တက်မယ်စန်နီတို့ငဲကြည့်တယ်အဲ့တော့သူ့ကိုသူ သူတရားဘိုးဖြစ်တဆယ်ဘိုးလောက်ပဲပြောတာပေါ့ရဟန်းထိန်ကျုပ်သွားပါပေါ့နော်ဖေဖေနောက်ဆုံးနေထိုင်သွားလာခဲ့တဲ့စိတ်လေးစိတ်ထားတွေကိုကြည်ချင်းအဖြစ်လဲကျမဖေဖေကကောင်းရမွေရရောက်မယ်လို့လည်းယူဆတယ်နောက်တော့ပြိဿတ်လေးလည်းသိပါတယ်ဖေဖေရဲ့စိတ်ကအရန်မှန်တယ်ဆိုတာလေဒါတော့မဆိုအမှန်တရားပဲမှာပဲနေရယ်ဖေဖေဂျင်းကြီးကြီးဆိုတာတမိုင်းမှာသူတို့ရဲ့စတီရိုတမိုင်းမှာလူနာမည်တည်ဝင်သွားပြီ အဲ့တော့တကယ်လို့ကျမရဲ့သားသမီးရဲ့ဖြစ်စေကျမမောင်လေးရဲ့သားသမီးရဲ့ဖြစ်စေတန်တိန်ချိန်မှာမျိုးရိုးဗီဇအလျောက်တချင်းဆိုလာရင်မျိုးရိုးစာရှိရလေဟာငါတို့ဖိုးဆိုတော့တကယ်လို့ဆိုတာကျမတို့ကအဲ့လိုမျိုးမဖော်ပြထားရင်အဲဘယ်ဘယ်ဘယ်လိုဝေးရလဲဘယ်လိုချင်းကြီးနဲ့တော်ရလဲဆိုတာဖြစ်လာမှာပေါ့ဒါတွေကကျမကိုယ်တိုင်တော့မဟုတ်ကျမတို့ရဲ့မျိုးဆက်ကျမဖေကတာမန်လူလည်းမဟုတ်တဲ့အတွက်ကျမက ဟိုထုတ်ဖော်လိုက်တာပေါ့နော်ဟိုဘယ်လိုကြောင်းမှမဟုတ်ဘူးဟိုမဆန်နီရုံးကိုလည်းဘာကြောင်းမှမဟုတ်ဘူးတသက်လုံးလည်းဆန်နီရုံးနဲ့လည်းကျမအဆင်ပြေတယ်ဒါပေမဲ့အခုလိုမျိုးပြမပြောရတဲ့အကြောင်းရတော့နောင်မျိုးဆက်နောက်ဖေးဖေးရဲ့ဂုံတိတ်ခါအရာမျိုးရိုးဆိုတာရှိရပေါ့နော်ဒါမှမဟုတ်ကျမပြောတာဘာကြောင်းမှမဟုတ်ဘူးကျမမောင်လေးရေးလည်းရှိတယ်ဆိုတော့ပြရွှေလွန်းတော့ခမဲနာမလုံးကလုံးမသိသလိုမျိုးနဲ့ဟန်တော့ကောင်းရင်ထုတ်ဖို့မပြောပြပေမဲ့ဖောက်ကယ်စိတ်တော့ဒါအကြည့်ရှိတယ်ကျမဆိုရင်ဟို ကျမနာမည်နန္ဒာချောဝနကျမရဲ့နာမည်အပြည့်စုံကသောနန္ဒာချောဝနအဖေဖေကိုယ်တိုင်ပေးခဲ့တာပေါ့နော်နောက်ပြီးတော့ဟိုမှာကျမရဲ့အကောင်းကြီးဆိုရင်ကျမဆိုရင်အကြောင်းတော်ရင်မိဘခေါ်ရတဲ့ကျမမိမိကတော့ငါနဲ့တမီတဲ့ကျမနဲ့ဖေဖေနဲ့တိုင်ဖို့စလုပ်ပြီးတာလုံးဝမတွေ့တော့ဆိုဖေဖေပဲဖေဖေဖေပဲမိန်နေလာကျန်တဲ့မောင်လေးတွေကလည်းသူတို့အမေတွေနဲ့နေရပြီမဲ့လေသူတို့ရဲ့ဟိုမှာပေါ့နော်လိုအပ်တာရဲ့အခါကျရင်ဖေဖေကပြင်မမြင်းကြီးဆက်ဆံမှုတွေရှိတယ် ဒါပေမဲ့ကျမတို့အကုန်လုံးကတော့ကွေးနောက်မှာပဲနေကြတယ်။ပြင်ပမှာတော့သားမီးလေးပါကျမတို့ပြေးလဲကြတယ်။ဆန်နေနဲ့လည်းအဆင်ပြေရလေ။ပြိသက်တည်းကချစ်ပြီးသားဖြစ်တဲ့အတွက်သူ့ရဲ့ကောင်းအမှုပညာကိုချက်တာလေနော်။ဒါသူ့ရဲ့ဘဝသူ့ရဲ့ဥစ္စာတော့ life ကတော့ personal ကတော့ personal ပေါ့လေ။အဲ့လိုလေးပဲခွဲခွဲချက်ချလေးသိပြီးတော့ဆက်လက်ပြီးတော့အားပေးကြပါ။တစ်လုံးတိုင်းနောက်အစင်ဆက်တိုင်းသူ့တချင်းနေနားထောင်ပြီးတော့ချစ်ခင်အားပေးကြပါလို့ကျမပြောချင်ပါတယ်။